။ခလေးကဘလို့ဆက်ဖြစ်တာ။ဆမကလေးကရိုးရိုးနေမကောင်းဘူးမလို့စေခလေးပါလေးပြတာ။သူကတော့အဲ့ဒီနှလုံးကပတ်သက်ပြီးဗိုက်တွေရောထားတဲ့ရောင်းလာတာ။ကြောင်းလာ။ဟုတ်ဒီနှလုံးကလည်းတိတ်ပြီးကောင်းပြီ။ဟဲ့ဖုန်းနော်ဟုတ်တယ်သမီးလေးပါနော်သမီးလေးတော့ကလည်းသမီးလေးပါနော်အဲ့ဒီဟောအပြစ်တာနော်ဆရာဝန်နဲ့တွေ့ပြီဗာပြောသေးလဲဆရာဝန်ဆရာဝန်ကတွေ့တယ် ျွန်တော်ဗံပြိုးတနည်းဗောဆေးရောင်လည်းရောက်တယ်ကတင်း900လည်းရောက်တယ်ဟုတ်သူကကွဲစစ်ခိုင်းတယ်ကွဲစစ်ပြီးတော့ပတ်စံကတိန်းလုံးလည်းလာပုံမားတယ်အဲ့ဒါနဲ့ကျွန်တော်ပြန်လာတာပါတယ်ဆေးစားရတယ်ဟုတ်ရမရမပြန်ပြန်အမမျိုးသားပါလို့ကျွန်တော်မျိုးသားမရှိတော့မျိုးသားမရှိတာရှိတော့ကောင်းပါတင်းလေးလဲလာနဲ့ဆုံးဟုတ်လားအခုကလို့ပါလို့လေနောက်ကတော့ဟိုအဲ့ဒီဖို့ဒီရဲတွေဖို့ပြစားတာတော့အဝိဆောအော်ကလေးက6ယောက်သမီးလည်းဘယ်နှစ်ရှိလဲ စစ်နေရှိတယ်စစ်လို့ရှိလားဘယ်နည်းမလို့ခေါ်လဲမိကလည်းလေအေးဆန္ဒတော့နည်းမလို့ခေါ်လဲအေးဆန္ဒတော့အော်ဘယ်စံကူလာမယ်ဆိုရင်အပေါင်းကလာတယ်ဘောကဘာရောက်လာလို့ပြောလဲဟိုကဒီနှလုံးနဲ့ဟိုဒီထဲထဲမှာလည်းတဲအိမ်ဟာကြီးပြီးတော့ထဲထဲမှာဒီနှလုံးကလည်းတဲနေတာလို့ပြောတယ်ဟုတ်လားဟုတ်နှလုံးနှလုံးနဲ့ တဲ့အညာကြီးနေတာတဲ့ဟုတ်လားဒီဒီတွင်းထဲမှာလုံးဝနဲ့တဲနေတာဘေးလုံးဘေးလုံးလားဟုတ်ဩဟောโอเคဒီနေ့ကျွန်တော်တို့ကလေပြင်မနာတို့အင်းလေးတို့ကြောက်စဲတို့စကိုင်းမန္တလေးနလင်းပေးကြအောင်လာလူရင်းတယ်အမတို့ကအခုဒီတောင်းတော့ကြောက်ဆက်ပဲဆိုတော့ကျွန်တော်ကြောက်ဆက်မှာလာလူပြရအောင်နော်အလူဝင်လေးလူပေးလိုက်မယ်အဲ့ဒါအမအလူဝင်ရရင်ဘာလုပ်မလဲကလေးတို့အဲ့တော့ ကျွန်တော်ဖဲရည်ကုမှာ။ဟမ်။ဖဲကုမှာ။တကယ်ကုနော်။တကယ်ကုမှာကျွန်တော်မရအောင်ကျွန်တော်ဖဲကုဆက်နေကိုဆေးကုကိုကျွန်တော်လှူလာတော့မှာနော်။ဟုတ်ပါ။ဖြီးရောက်လေးလုံးမင်းနော်။ဟုတ်ဟုတ်။အဲ့တော့မတော်ဖြီးရောက်လုံးမှာနောက်ပိုင်းကျွန်တော်တို့ကပြန်ပြီးတော့သူ့ဝေးလို့ရမှာ။ဟုတ်ဟုတ်။စေဝေဒနာရှင်ကျွန်တော်လှူပေးလိုက်တယ်။လှူပေးမှရင်ဆေးကုမင်းနဲ့တခြားကိစ္စတွေတော့အကျဉ်းဆက်လိုက်တာပေါ့လုံးကြတယ်။ဟုတ်။နော်အဲ့လိုဖြစ်မှာဆိုတော့နော်အဆေးကုမင်းတော့ကျွန်တော်ဆေးကုမှာငါသိလှူပေးရမယ်။ဟုတ်။ကုမင်းကျွန်တော်ပင်ပေးလိုက်မလား။ဟုတ်ကဲ့နော်။လိုင်းမမတင်နဲ့ပို့ပေးမက်ဆေ့ချာပို့ပေးနော်။ဟုတ်ဟုတ်။ငါသိလှူပေးလိုက်မယ်။အခုနကျွန်တော် မအဲ့ဒါဘူးလုံးနေတဲ့အချိန်မှာအမကြီးတယောက်က9000လာလိုရနော်ဟုတ်ဟုတ်ငါသိရင်တော့ကျွန်တော်ရဲ့ခေါင်းထဲတာလိအဲ့လိုဆင်းလို့ပေးတာငါသိနေ9000အဲ့လိုဆင်းလို့စပေါင်းပြပါဦးဟုတ်တော်တော့အားလုံးကျောင်းမှာဆက်လာပါသေး။ဟုတ်။ဒီလိုပဲနော်။အခုငွေ9000ကျော်ရအောင်ဘယ်လိုခံစားရလဲ။ကျော်ပါတယ်။ကိုသမီးလေးတွား။ဒါနော်။အဲ့တော့ခုလိုက်တော့နော်။